အကျိုးကြည့်ရှုခြင်းကလည်းကြိုးဆိုလိုက်ပါလေ။ကျုံတို့အနေနဲ့ကွန်တန်အသေးအားလုံးကိုပြသဖို့အလုံးစိတ်လုံးရှားနေပါပြီ။ဒါဆိုရင်စလိုက်ကြရအောင်။ဖီရိုအသေးဇက်တီယန်ဂျန်ဒူဂဲဆလတ်ဂျဲအမ်ပရက်စ်ကနောက်ဆုံးတော့ကယ်ရီယာရီဗလန်စ်ကိုရောက်ရှိလာပါပြီ။ဘေဂျီရိုတယောက်အနေနဲ့ဇက်တီယန်ပင်မဂိမ်းပလေးကအဝေးကနေဒမ်ဘီဆက်တိုက်ပြီးရင်ချိန်ထဲမှာပဲရွေးရှားနိုင်ပွဲကိုအဓိကထားတာပဲဖြစ်ပါလေ။ ပေးရတယ်။ဒူဘိုင်းစကေရီနဲ့ထီအောင်လုံနိုင်ခြင်းကထပ်ဆောင်းလိုက်တွေဖြစ်စီမှာပဲဖြစ်ပါတယ်။ဒီတဲအာတီမဲကတော့မြေပေါ်မှာဘယ်နေရာမှမဆိုရှိတဲ့ရန်သူပြင့်မှတ်တွေကိုပြင့်မှတ်ထားနိုင်တာကြောင့်သီတာထင်ရှားမယ်ရပဲဖြစ်ပါတယ်။ဒီနေ့နဲ့ဒူမောင်းသုံးပြီးကျန်းသာကစားကွက်တွေထုတ်ပြမှာကျွန်တော်နေနဲ့မြင်နိုင်မှုစောင့်တော့မစောင့်နိုင်တော့ပါဘူး။လေချိုရွေးချက်ချင်း feature ကလည်းရောက်ရှိလာပါတော့မယ်။ဇမိုင်းဒီနဲ့ lobby ကိုပထမဆုံးဝင်ချိန်မှာလိန်ထုံရွေးချက်ချင်း interface ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ကစားပွဲချိတ်ဆက်ခြင်းကိုကောင်းစီဖို့အတွက်လိန်တွေအကျိုးရွေးချယ်ခြင်းမှာတချို့သောကန်စားချက်တွေကိုထားထားမှာပဲဖြစ်ပါတယ်။ Big Net Bank စီမှာတင်လိန်ကိုပြသထားမှာပဲဖြစ်ပါတယ်။တမတ်ထားတဲ့လိန်တွေကိုမသွားတဲ့ကစားမားတွေကတော့ကစားပွဲပြီးမှအပြစ်ပေးခံရမှာပဲဖြစ်ပါတယ်။အခုတော့ Apple BB ရေဘုံအသစ်ဆက်ဆက်နဲ့တူထူးဆန်းတဲ့ဂျိုးအသစ်စီကိုတွာလိုက်ကြရအောင်ပါ။ ဒီမှာတော့တင်းနေတဲ့ပုံစိတ်လုံးရှားစရာကောင်းတဲ့ဂိမ်းတွေးကြုံကိုဖန်တီးပေးမယ်အကျန်းသာစိတ်ယုံဒိုင်နိုဆိုကြီးတွေနဲ့အပင်ကြီးတွေကိုကြုံတွေ့ရမှာပဲဖြစ်ပါလေဒီမိဘုံမှာတော့ဇာမိုင်းဒီနဲ့အန်ဒီရဲ့များတဲ့စွိုင်းအစ်စ်တွေကိုပိုင်ဆိုင်ထားတဲ့ကြောက်စရာလောအစ်စ်ကိုတွေ့မှာပဲဖြစ်ပါလေ မက်ခနစ်အစ်စ်တွေကလော်လူရတဲ့တိုက်ပွဲတွေကိုစိတ်လုံရှားစရာကောင်းစီမှနေမှာပဲမာမြူဟာဖြစ်တန်ဆွဲအစ်စ်တွေကိုလည်းဖွင့်ပေးနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့နေတဲ့ဘေဘုံဘကတခြားခရီးတွေကိုလည်းစားထူထားပြီးတော့၎င်းတို့ရဲ့မက်ခနစ်တွေကိုချိန်ကြီးပေးထားပါတယ်ဒီနေတဲ့ဒီအန်ဒီရဲ့များတဲ့ကဘာတီကြီးကိုစူးစမ်းလေ့လာတာမင်းရဖို့ကျွန်တော်တို့နေနဲ့စောင့်တော့မစောင့်နိုင်တော့ပါဘူးဒီလိုတွေနဲ့ပတ်သက်ပြီး Raphael ရဲ့ Passive ကိုအပြီးတိုင်းဒီဇိုင်းပြန်လုပ်ပေးထားပါတယ် အခုဆိုရင်၎င်းက၃လိုက်တာနဲ့တည်ဆုံးမိသားအသေးပုံချက်ချင်းပြန်ရှင်းတန်လာစီမှာပဲဖြစ်ပါလေဒီပြောင်းလဲမှုကမာဖျူအရီနဲ့နီးဖျူအရီကိုပို၃လာနိုင်စီမဲ့လို့ကျုံးတို့မျော်နေပါလေဟီရိုတိုင်းကိုတိုက်ပွဲမြေပြင်ပေါ်မှာတောက်ပါစီကိုကျုံးတို့ရဲ့ရင်းရှင်းစ조사ချက်ရလေအတုံးနဲ့ဟီရိုဟောင်းချို့ကိုချိန်ကြီးပေးထားလို့နောက်ထပ်လာမယ့် pass ပေးမှာလည်းအတုံးပြမှုနဲ့ဟီရိုတွေကိုဆက်လက်ပြီးပို၃လုံးပေးသွားမှာပဲဖြစ်ပါလေ ဒါကတော့ patch အတူကြီးစုသေးတော့လုံးစုံပဲဖြစ်ပါတယ်။ဒီနေနဲ့စိတ်လို့ရှားစရာ content အသစ်တွေအားလုံးကိုကြိုက်နေတတ်မယ်ညောင်းနေပါတယ်။နောက်ပြီးတော့ land of dome ပါပြန်ဆုံကြတာပေါ့။